ုဖာကြရယ်ဘယ်ကောင်းမှမင်းလေးစားပါဘူးရောမှလည်းဟုတ်လားဘူးလူတရားဘူးလေးစားအောင်ကိုယ်တိုင်ပဲနေစားအောင်အကြောင်းတရားနဲ့မဟုတ်ဘူးတစ်ချက်တရားနဲ့ဟုတ်လားအကြောင်းတရားနဲ့ဟုတ်ဆိုရင်ဘယ်မှာမကြည့်ရင်ဘယ်မှာမလဲလားဒါလည်းမြောင်းလန်ရှိရမတည်နိုင်တော့ဂရိဘရောမမတည်နိုင်တဲ့လူရှိရဂရိထက်တောင်းမှုကြိုးစားမဲ့ယူမိုက်တော့လိုရတခုတာဖြစ်လိမ့်မယ်လို့ ဟယ်လိုချာရမီဝပီတူညကိုမော်နမာများအားလုံးမင်္ဂလာပါ News Speed Channel ကနေပြန်မချုပ်ဆိုလိုက်ပါရစေ2025ခုနှစ် April 18ရက်နေ့ကျတဲ့ပရီနေမရပိုင်မှာကျွန်တော်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့တူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးပေးခေါ်လိုက်ပါရစေကျွန်တော်တို့ခါတိုင်းလိုပဲအယုံဆုံးအနေနဲ့တရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ပဲခူးတိုင်းနောက်ချမ်းမင်းလာမျိုးနယ်ကပြူစော်ရီတဝူရဲ့ဇနီးဖြစ်သူတနနက်ပြစ်ခတ်ခံရပြီးတော့မှတေဆုံးခဲ့တဲ့ဆိုတဲ့တရင်ပဲဖြစ်ပါတယ်မင်းလာမျိုးနယ်ရွှေကုန်းအုပ်စု ဗန်ပွေးကုန်းကျေးရွာကပြူစော်လေးဆိုတဲ့ထွန်းထုံးမရဇနီးအသက်40ရွယ်ဒေါ်စာဦးဆိုတဲ့လူကိုကျွန်တော်ဧပြီလ3ရက်နေ့ည9:00နာရီပြစ်ခတ်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်။ထွန်းထုံးဝင်းကိုပြစ်ခတ်ဖို့တွားချိန်တော့ဆလုံးကလင်းနေတွေနဲ့ပြန်လည်ခုခံကြတဲ့အတွက်အခုလိုပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့မှကိုထွန်းထုံးဝင်းကတော့လွတ်မြောက်သွားတဲ့ဆိုပြီးမှကျွန်တော်သိရတာဖြစ်ပါတယ်။ထွန်းထုံးဝင်းမိမကကျွန်တော်တို့ရဲဘော်တွေကိုလစ်ပစ်ဘုံနဲ့ပြန်ပြစ်ဖို့စနစ်တန်ဖြုတ်ဖို့လိုနေတာကိုမြင်လို့ခေါင်းကိုသုံးချစ်ပြစ်ခဲ့တယ်ဆိုပြီးတော့မှတယ်ဝရီခန်တရင်300ရှစ်နဲ့တခွဲနေကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ သူတို့လည်းမြောက်တော်တော်ရီခရိုင်တခွဲငါးနဲ့ပြီးမှဖန်ဆီးခဲ့ဘူးပြီးမှတောင်းပန်တဲ့အတွက်ပေါ့နော်ပြန်လွတ်ထားတာလို့ပြောထားတာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့အနေနဲ့ကတော့ကျော်တို့ပြည်သူတွေကိုတင်းတိုင်းကျက်ပေါ့နော်မိုက်ချေခွန်းနေတာပြီးမှတော်လိုင်းရဲဘော်တွေရဲ့တရင်တွေကိုလည်းစကွန်စီတန်ပေးဖို့မူတွေစစ်တိုက်ဆိုလိုလော့ဆောင်နေတဲ့ကြောင့်မလို့ကျော်တို့ဘက်ကနေပြီးမှပြန်လဲပြီးမှပြခါရှင်းလင်းလိုက်တာပဲဖြစ်ပါတယ်သူရဲ့ယောက်ျားတော်ဟုတ်ချင်တိပေါ့နော်ကျော်တို့ဘက်ကနေပြီးမှဖန်ဆီးနိုင်ချေမရှိသေးပဲနဲ့လူမျိုးနေဆက်ဖြစ်တယ်လို့နောက်ဆုံးကြားသိရတာဖြစ်ပါတယ်နောက်ထပ်သတင်းစပိုးအနေနဲ့ကတော့ မန္တလေးမှာငလင်ကြောင့်ပြူကျတော့တဲ့ Great Wall Hotel ကပိတ်မိတည်ဆုံးသူတဦးကိုငွေချ360နဲ့နာချေးပေးဖို့ကလန်းခဲ့ပေမဲ့ခင်ဖို့နဲ့တမိနှစ်ဦးဆုံးရှုံးခဲ့တဲ့မာနီနင်းရွှေကလက်မခံဘူးဆိုပြီးတော့မှကာယကံရှင်ကိုရိုင်းကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ Great Wall Hotel ဘက်ကနေပြီးတော့မှကလန်းတဲ့နေနာချေးကိုဂျမမာနီနင်းရွှေမှာလုံးဝမယူပါကြောင်းငလင်ပေးစားဖြစ်တဲ့အချိန်မှစပြီးတော့မှ Great Wall Hotel ဘက်ကကယ်ဆယ်ရေးပတ်ဝန်းအခြားသောဆုံးဖြတ်ချက်တွေကိုနေနာသူမိသားစုဝင်တွေကိုမငဲ့ပဲနဲ့သူတို့ရဲ့သဘောဆန္ဒတိုင်းသာလို့ဆောင်ခဲ့တာဖြစ်ပါတယ်ဖြစ်စဉ်အဆမှာလူများကလည်းတည်ထားပိသားဖြစ်သလို ကျမဆိုရင်ကျမရဲ့ခင်ပွန်းတဲ့ကလေးတွေရှိတဲ့နေရာတီးကြောက်ပြောပြခဲ့ပါတယ်ဟိုတယ် CCTV မှာလည်းတွေ့ရနိုင်ပါတယ်အချိန်မနှောင်းခင်ကက်ဆယ်တွေလည်းသူတို့ဘက်ကနေပြုံးတမခဲ့တဲ့နေရာတွေမှာသာလှုပ်ဆောင်ခဲ့ပြီးတော့မှအမျိုးမျိုးသောအခြေအနေတွေနဲ့အဟန်သားများစွာကြားတဲ့ကနေပြုံးမှလူသေးတော်မှနဲ့ပြန်ရအောင်ပူဆွေးတွေနဲ့ကိုထုကိုထားစူးစမ်းခဲ့တာမလို့အခုချိန်မှာတော့ဘလိုနည်းနဲ့မှဖြည့်သိမ်းမှုကကျမကိုမဖြည့်ဆဲနိုင်ဘူးပြုံးမှမာနင်းနှင်းရွှေကနေပြုံးမှဖြည့်ချထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်အားလုံးတည်ထားတဲ့အချိန် ဂရီဝေါ်တဲ့ကတော့သူတို့ရဲ့အဝတ်ကျပွန်ပြူငါမှုမရှိတဲ့ဆစ်ဆံမှုမျိုးနဲ့ကျတို့ဒီလိုမျိုးမိသားစုဝင်တွေဆုံရှုံသွားတဲ့ကျတို့ရဲ့ပြီးသူတွေပေါ်မှာရက်စက်တဲ့နီလန်းတွေကိုတုံးပြူသွားတာပြမပါနော်စစ်ကောင်စီနဲ့သူတို့ဒီရက်ခွဲအုပ်ချွေးမှုတွေပူပေါင်းပြီးတော့မှကယ်ဆယ်ရေးလုံငန်းတွေကိုလည်းနောက်ဆက်ဟန်တားခဲ့တယ်လို့ကျတို့နောက်ဆုံးချက်တရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမနေ့ပထမဆုံးအနေနဲ့ချက်မှာကတော့အခုဆိုရင်အေးနဲ့ပုံတဖို့တွေရထိုးစစ်တွေကကပါစာ6တီရှိတဲ့ပေါ့နော်အိုရှစ်ပင်နဲ့ ကြောင်ချီတော့နီးနာကိုရောက်ရှိနေပြီဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်နဲ့ပြည်တော်မှတရားလေးပြပြထားတာဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်။ဖတ်စစ်တက်ဟာရှစ်ကောင်ရှိတာ။အပိလာ၁၄ရက်နေ့တကြံအကြနေမှာဘရောင်းမြို့နေလေးကိုအင်အားလုံးကြီးဖြစ်တည်နေပါလေ။ဘရောင်းအုပ်ရှိပင်လမ်းစုံကဖတ်စစ်တက်ဟာကုန်ကားတွေနဲ့ဆက်အမြောက်ဆက်တော်ပြောရတဲ့120မမတွေကိုယူဆလို့ရတဲ့အမြောက်တွေကိုကားတွေနဲ့တက်ဆက်တင်ပြီးအုပ်ရှိပင်တကြောနဲ့ ညောင်ချီတော့တကြောကိုအင်အားအများပြဖြစ်တင်နေပါတယ်။၁၂၀မမတွေခြေလင်တက်တွေအများပြအင်အားတပုံများများညောင်ချီရောက်ရွာနီးကကပ္ပစာ6ပါ။တာဘီဘုရှိပင်မှာကစအကြီးကြီးပြနေပါတယ်။ညောင်ချီရောက်ရွာနီးကကပ္ပစာ6ဆိုရင်အဲ့ဒီကမှဂျန်ပါပြီ။အပြစ်တက်နေတာကိုတွေ့ရပြီ။ဒါတို့လည်းနဲ့သုံးပြီးတော့ပြက်ကတ်တိုက်ခိုက်မှုတွေလုပ်မယ်ဆိုလို့ ုံးရှိပင်ညောင်ချေတော့ပြောကမြုပ်ကလူမှုတွေအမတန်ကြောက်ရွံ့ထိတ်နဲ့စိုးရိမ်နေကြပါတယ်အဲ့တော့အုံးရှိပင်မြို့ပေါ်ကလူတွေကိုဒီနေရာကမှာချင်တာကဘိလို့ရကိုတခါလေးရှောက်ပါဖစစ်တဟာရုံမာတဲ့နေရာမှာနှစ်ယောက်မရှိပါဘူးညောင်ကျိုးညောင်ချေတော့ကိုရောက်လာပြီးအုံးရှိပင်ကိုတိုးရင်ဖစစ်တဘလို့မှနိုင်စရာအကြောင်းမရှိပါဘူးอืมမနိုင်တဲ့ဖက်စစ်တပ်ဟာရက်ရွာတွေကိုမီးရှို့ဘုံကျဲပြာချဖျက်ဆီးမယ်ဆိုတာကျွန်တော်ပြောစရာမလိုတော့သိပြီဖြစ်ပါလိမ့်မယ် အရှိမအတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီဆိုတာနေ့ဖက်စစ်တပ်ဟာအဲ့မျိုးကမြို့သူမြို့သားပြည်သူလူတွေဘယ်သူမှခရုမဆက်ပါပြည်သူတွေဘာလို့သူ့စိတ်ထဲမှာမရှိပါဘူးဘုံကျဖြက်စည်းဖြစ်တဲ့မြို့အများပြလက်ရှိဆိုဗမော်အင်းတော်အဆရှိတဲ့မြို့တွေပါဗျာအများကြီးပေါ့ကောလင်းအကုန်လုံးပျက်စီးနေတဲ့အခြေအနေကိုတွေ့ရအောင်အဲ့တော့ဖက်စစ်တပ်ဟာပေါက်ခေါင်း စင်နေတဲ့ရံရားတွေရွှေ့နေတယ်လို့သိရပြီကပ္ပဆာရဲ့စက်ရုံတွေအများကပ္ပဆာစက်ရုံတွေရုရှားနှိပြင်လာတဲ့ Google Map မှာဖျောက်ထားပြီးကပ္ပဆာစက်ရုံတွေ Google Map မှာရှာရင်တင်ကားတွေပဲတွေ့ရပြီးကပ္ပဆာစက်ရုံတွေ Google Map မှာမတွေ့ဘူးလို့ကျွန်တော်တို့သိရတယ်ဒါဟာစစ်ကောင်စီရဲ့ဒီလိုခေါ်တယ်တွေးပြန်ကြောတွေအဓိကတွေးလို့ကြောတွေအဓိကနှလုံးသားဆိုတဲ့နေရာတွေဖြစ်တယ်ကပ္ပဆာတွေ ဘုရားရှင်တိုက်ခိုက်မှာကိုကြောက်ရွံ့တုန်လုံးနေတဲ့အခြေအနေကိုကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်။တစ်ဖက်မှာကြောက်ရွံ့တုန်လုံးမှုကိုလည်းကျွန်တော်တို့ကနားလည်ခံစားမိတယ်လို့တစ်ဖက်မှာလည်းကြောက်ကြံကြံပြီးခွေးလူလိုပတ်ရန်ကြိုက်မှာကိုကျွန်တော်တို့ကအဲ့လိုလိုသိနေပါတယ်။ဒီမှာဆရာလူမြတ်ကျော်ပြောထားတဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်အရင်နဲ့ဘုန်းတဖို့ဝင်ရထူးစစ်လေးရဆိုတော့ညောင်ကျုံညောင်ချတော့ဆတဲ့နေရာဒေသတွေကိုရောက်ရှိနေတာဖြစ်တယ်လို့ကျွန်တဲ့နေရာတော်တော်များများလို့လည်းပေါ့နော်။စင်မီရရှင်အားဆိုရင်ပြန်လည်သွားတာပဲဖြစ်ပါတယ်။စကောင်စီရဲ့ ကဘာသာဆက်လင်းနေရုံတွေတည်ရှိတဲ့အရင်နဲ့အနည်းဆုံးဆိုလို့ချို့လို့ပါနော်ကဘာသာ၆ကိုပြောမှာဖြစ်ပြီးတော့မှကျွန်တော်တို့အိုရှစ်ပင်မြို့မှာရှိတဲ့မြို့ခံဒေသတွေပြည်သူတွေနဲ့လည်းခုကလေးကနေရာပြောင်းရွှေ့မှုတွေလွတ်ဆောင်တင်တာဖြစ်တဲ့စစ်ကောင်စီရဲ့ရုံမှာအောက်တန်းချတဲ့လိုရတွေကိုကျွန်တော်အောင်လည်းတည်ထားကြတာမလို့ပါနော်လူမျိုးလေးချောင်းတိုက်ခတ်မှုတွေလို့ဆောင်မယ်ဆိုတော့ဒီကောင်တွေကတော့ကျတို့တော်လိုင်းရဲဘော်တွေတမခပြည်သူတွေရှိနေပါစေမင်းမင်းမြာဆိုပြီးတော့မှဘုံကျချနေတဲ့ဖွေးတတအုပ်စုတွေဖြစ်တော့မလို့ကျတို့အခုကတည်းက ကျွန်တော်တို့ဘက်ကနေပြမဘေးလို့ကင်းရဖို့ရွှေပြောင်းတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့စစ်ကောင်စီနေနဲ့ဘလော့ဘက်ဆေးပြင်စမှုတွေလှုပ်ဆောင်နေပါစေကျွန်တော်တို့တော်လန်ပူပေါင်းတပ်ဖို့နေရထုတ်စစ်တွေရတော့အခုဆိုရင်တိုင်းနယ်တစ်ခုထိရောက်ရှိနေတာမလို့မကြခင်မှာတော့ဘယ်ကပါစဆဲရုံပါပေါ့နော်အရင်ဆုံးဆိုးဆိုးလို့မလဲဆိုတာတော့ကျွန်တော်ဆောင်ချက်မှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ကတော့ကျွန်တော်တို့အခုဆိုရင်ကြားသိထားတဲ့အတိုင်းအာဆီယံကနေပြီးတော့မြောက်လိုင်းကိုခေါ်ယူသွေးဆောင်ဆွေးနွေးပြီးတော့မှဂရီတောင်းမယ်ဆိုပြီးတော့မှတရင်ထုတ်ပေါ်လာလို့ပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပြီးတော့မှ ဘူဂျီနီမျိုးစင်ရတယ်ကျွန်တော်မြို့ဘပြည်သူတွေတိရှောင်းတိချာလေးရှင်းပြထားတာဖြစ်ပါတယ်ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြောအောင်လဲဆိုတော့ကျွန်တော်စပီရမှာကြည့်လိုက်ရအောင်နော်ဒီနေ့ဆိုရင် energy power and dyna aero ဖွဲ့စည်းကြီးတွေအားလုံးပေါင်းစည်းပြီးတော့ကြေညာချက်တစ်ခုထုတ်ပြန်ထားတာတတိပြုမိပါပါအားဘာလဲဆိုတော့အာဆီယံကမေရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဦးဆောင်ပြီးတော့ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတက်ခင်စီနာဝါနဲ့တို့အာဆီယံအစိုးရအဖွဲ့တစုကမြောက်လိုင်းကိုထိုင်းနိုင်ငံကိုဖိတ်ခေါ်ပြီးတော့ငလင်ဘေးကင်ဆယ်ကူညီအကြောင်းပြချက်နဲ့နောက်တစ်ချိန်လူရအသင်းမှု င်းအောင်လိုင်းလူသက်ဖက်စစ်ရာဇဝတ်ကောင်ကိုလူရသွင်းဖို့ကျူပါနဲ့လောက်ရကိုအလုံးပေါင်းစည်းပြီးကန့်ကွက်တယ်ဆိုတဲ့အရင်ထပ်ပြန်လာတာတွေ့ရပါလိမ့်မယ်။ဆိုတော့တစ်ခါကကြည့်ရင်အာဆီယံအပါဝင်အဖွဲ့တွေကကြီးမားတဲ့ခရစ်သမတ်ခုနှစ်ရချစ်စာစကီငလင်ကြီးကြောင့်ညမာပြည်ရဲ့မျိုးကြီးအတော်များများဟာဘုံဘုံလဲပြူကျပျက်စီးသွားတာပေါ်မှာလူသက်ချင်းစာနာမှုနဲ့သူတို့အနေနဲ့ကုညီကယ်ဆယ်ဖို့အင်းကြီးတာဝန်တွေရှိပါတယ်။ကြီးတွေသူတို့ကလည်းလူသက်ချင်းစာနာကယ်ဆယ်ကုညီဖို့ဆိုခေါင်းစဉ်နဲ့မြေအောင်လိုင်းကိုဖိတ်ခေါ်တွေးဆလွန်လာလဲ ်ဖြစ်ပါတယ်ဒါထောက်ထပြန်လဲပြင်းချက်လဲရပါဘူးဒါပေမဲ့တစ်ဖက်ကကျွန်တော်အနေနဲ့ကြည့်ရတာတော့မင်းအောင်လိုင်ကအခုချိန်မှာအဆုံးဆုံးဂျင်းနဲ့ချက်ထဲရောက်နေပြီသူရဲ့ယုံဌာနဝင်ကြီးဌာန80ရာခိုင်နှုန်းနဲ့ပြည့်စည်သွားပြီးတော့အစိုးရဆိုတဲ့အတင်းတန်းနဲ့အောင်လက်ပတ်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေသူ့ရဲ့စမ်းစာနဲ့လည်းပဲဒီလောက်ပြည့်စည်သွားတဲ့မြို့ကြီးပြကြီးတွေကိုတန်ချိန်ပေါင်းနှစ်တန်းလောက်နေပါရှိတဲ့ဒီပြည့်စည်ပုံကြီးကိုဖြည့်စည်ဖယ်ရှားပြီးတော့အတိအပြန်လဲတိဆောက်ပေးဖို့ဆိုတော့သူအစိုးရသူ့ရဲ့စွမ်းဆောင်ရည်နဲ့လုံးဝမလုပ်နိုင်တော့တဲ့အတွက်ကြောင့်မင်းအောင်လိုင်နေနဲ့လည်းဒေဘော့ထပ်ပေါက်ရှာရမှအခြေအနေဖြစ်တယ် တစ်ဖက်ကနိုင်ငံရေးထွက်ပေါက်တစ်ဖက်ကစီးရီးယားအချုပ်ကြီးရှုံးနေတဲ့ထွက်ပေါက်ဒီထွက်ပေါက်တွေအတွက်မေအောင်လိုင်ကိုဟိုအာဆီယံခေါင်းဆောင်တွေကငလင်းအကြောင်းပြခေါ်ယူတွဲဆောင်ပြီးတော့ဇုံတရားတွဲဆောင်ဆွေးနွေးပြီးအပြစ်ခတ်ရေးဆိုင်မှုတက်တန်းဆက်တွေးရေးနဲ့အတင်ကူးပြောင်းမှုတစ်ခုခုရရှိအောင်တို့တို့ဒီဥပဒေဘောင်တွေရပေါ့အာဆီယံချာတာတွေကနေပြီးတော့ထပ်မံပြားပေးဖို့ကြိုးစားလာတဲ့လက္ခဏာကလို့ကျွန်တော်သုံးသပ်ပါတယ်ဒါပေမဲ့မေအောင်လိုင်ဖက်ကြတော့အဲ့လိုမဟုတ်ဘူးပထမဆုံးချိန်အာဆီယံဒီ5.5 consensus တော့ဒီနေ့ကျ9ခုကို လွန်ခဲ့တဲ့၄နှစ်ကသူကိုယ်တိုင်ပေးခဲ့ပြီးတော့အခုချိန်ထိမတီးအခုချိန်ထိချိုးပေါက်နေတာကိုတည်တည်ကြီးနဲ့နောက်တာထပ်မံဖိတ်ခေါ်ပြီးတော့ဂရီတစ်ခုထပ်တောင်းမှုဆိုတာဟာမင်းအွန်လိုင်းရှီကမတီးနိုင်တော့ဂရီဘယ်တော့မှမတီးနိုင်တဲ့လူရှီကဂရီထပ်တောင်းမှုကြိုးစားမဲ့ယူမိုက်တော့လောရတစ်ခုသာဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါပေမဲ့တစ်ခါခါကြည့်တဲ့ခါကျလည်းကျွန်တော်တို့မမြင်မတွေ့ရတဲ့အဲဒီအင်အားကြီးနိုင်နိုင်ငံဖြစ်တဲ့အမေရိကန်နဲ့တရုတ်နဲ့ဂျာတွေကဘူကုံသွေးစစ်ပွဲရဲ့အမြင့်ဆုံးပြင်းထန်လာတဲ့ပြည်တင်းအားနောက်တစ်ခါကျွန်တော်တို့ကြားသိနေရတဲ့ဒီဘင်္ဂလားဒေ့ဘင်္ဂလားဒေ့စ်တပ်နဲ့ အမေရိကန်တပ်တော်ရဲ့ဂျားတွေကပူးတွဲစီရေးဆောင်ရွက်ချက်နဲ့ TA အာရခတပ်တော်နဲ့ဒီအချင်းညီနောင်ချင်းတပ်ဖွဲ့တွေဂျားကစီရေးအရှိန်ဟုန်တဖြည်းဖြည်းတိုးမြင့်လာတဲ့အနေအထားဒီဒီပေါ်မှာလည်းပဲအာဆီယံအနေနဲ့ Indo-Pacific Strategy အရသူတို့ကစားရမယ်အစိုးရချင်းဂျားကဆက်ဆံရေးကိုတိစောက်တာမျိုးလည်းဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပါတယ်ဘလို့ဖြစ်ကျွန်တော်ဖြည်သူတွေအနေနဲ့ကတော့ကဘာဘေးကြီးရောလူလုတ်ကဘေးဖြစ်တဲ့ဆီယနာရှင်စနစ်ဆိုးကဘေးကြီးကိုကျွန်တော်တို့အားလုံးအန်တုရင်ဆိုင်ပြီးတော့ နိုင်ငံသားကောင်းစင်စစ်တွေအမှန်တရားကိုလိုလားတဲ့ပြည်သူသားကောင်း CDM နဲ့ဒေါ်လာကြီးပတ်တော်သားတိုင်းသားအားလုံးပေါင်းစည်းပြီးတော့ကျွန်တော်တို့ဟာဖက်ဆစ်ဂျာဖက် အာဏာရှင်စနစ်ကိုအပြစ်ဒီခုခံတွန်းလှန်စစ်တွေနဲ့ချိန်မုံတိုက်ခိုက်လာခဲ့ကြတာအခုဆိုရင်အာဒီသခိုင်းမျိုးတော်မှချင်းချောင်းနိုင်တဲ့အနေထားနော်မန္တလေးမျိုးကတော့မှချင်းချောင်းနိုင်တဲ့အနေထားပြီးပြီးတော့ပတ်လည်နာထိကျွန်တော်တို့တက်ရောက်နိုင်တဲ့အနေထားတွေရှိလာပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့စိတ်မပြတ်စတဲ့အာမလျှော့စတဲ့နဲ့တမိုင်းမှတ်တမ်းအစ်စ်တွေကိုငေါကုန်းစစ်တွေကိုတူတူဝိုင်းဝန်းရေးထိုးကြအောင် ဒါတော့ဗိုလ်ကြီးညမျိုးစင်ကနေပြီးတော့မှကျွန်တော်တို့အာဆီယံနဲ့ပေါ့နော်အခုဆိုရင်အထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်တော်ဝါတို့ကနေပြီးတော့မှမြို့လိုင်းကိုခေါ်ယူတွေ့ဆုံပြီးတော့မှအပြစ်ခတ်ရဆက်တာတွေပြီးတော့မှသူ့ကိုနိုင်ငံရေးပြင်ထဲမှာကပ္ပလဲမှာပေါ့နော်လူရပြန်သွင်းမှုစ조사နေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားရတာပဲဖြစ်ပါတယ်အယူဂျီဘက်ကနေပြီးတော့မှလည်းကောင်းကောင်းမှုတွေလှုံ့ဆော်ခဲ့တာပြီးတော့မှမကြာခင်မှာတော့ကျွန်တော်တို့ဘယ်လိုမျိုးအရွေးတွေဖြစ်လာမလဲဆိုတာတော့စောင့်ချက်မှာဖြစ်ပါတယ်ဒါပေမဲ့အာဆီယံရဲ့ပြောကြားချက်ရတော့အခုချိန်မှာတော့ပေါ့နော်သူတို့အနေနဲ့ကတော့ဒီငလင်ပြည်တော်အကြောင်းပြပြပြီးတော့မှ မြောက်လိုင်းကနေပြီးတော့ကျွန်တော်ပြည်သူတွေမှာစာနာတင်ညာမှုနဲ့အဖြစ်ခက်ရဆဲတာတွေကိုတော့မှလို့ဆောင်နေဆိုတဲ့သဘောမျိုးပဲပေါ့နော်သူတို့ကနေသိရှိထားတာဖြစ်လို့ကျွန်တော်ဘက်ကနေပြီးတော့မှလည်းဒီစစ်ကောင်စီရဲ့ရုံမှမှုတွေကိုချပြဖို့လိုနေတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောနေတဲ့ကတော့ငါပေါက်ကနေပြီးတော့မှသူတို့ဘက်ပြူခွေးတွေကိုဘယ်လိုမျိုးစုံမစကားပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှချစ်လိုက်ရအောင်နော်ပြောတော့ဟုတ်နေတာပဲနော်ပြောတော့ဖာကြရဘယ်ကောင်မှမင်းလေးစားမှာမဟုတ်ဘူးသူကမှလည်းဟုတ်လား အောင်လူလေးသာအောင်ကိုယ်တိုင်နေနေသာအောင်အတော်တရားနဲ့မဟုတ်ဘူးတခြားတရားနဲ့ဟုတ်ဘူးဟုတ်လားအတော်တရားနဲ့ဟုတ်ဆိုရင်ဘယ်မှမတည်ရင်ဘယ်မှမခိုက်ဘူးမှန်လားဘယ်တဲ့ဘယ်ကမှအတော်တရားနဲ့မဟုတ်ဘူးဟုတ်လားအဲ့တော့ဒါလေးကိုယ်တိုင်နေလက်ပါရနေလက်လက်ပါရနေမပါနဲ့မပါနာမပါနာအကောင်းဆုံးပဲဟုတ်လားနော်ဟုတ်ဆိုဖို့ဟုတ်ဆိုဗီဒီယိုစနစ်ကြောင်လောက်ရမယ်ဟုတ်လားတကယ်ဆိုတော့ဘုရားသခင်တွေပဲဟုတ်လား တပည့်ကနေတပည့်ဖြစ်အောင်ဝေးမှန်းလားတပည့်ကနေဗာပြအောင်ဝေးရအောင်မရှိဘူးဗျာမလို့ကတော့တပည့်ပဲလို့ကျင်တာတပည့်မလို့သူတပည့်ဆိုတော့ပြည့်ရင်ပေါ့ဟုတ်လားတပည့်မှာခုပေါ်တစ္ဆာရှိမှာဟုတ်လားအဲ့ခုပေါ်တစ္ဆာရှိအောင်ဝေးကိုယ်ကလည်းဟုတ်လားတရားသူတော့မိပါလည်းဟုတ်တယ်ဒီသွားလည်းဟုတ်တယ်မှန်းလားအခုတပည့်တွေဟုတ်လားဒီမှာတော့လေဘယ်လိုပဲဒီဓာတ်တွေရှိတယ်ဓာတ်တွေရှိတယ် 那就随便，随便就，随便就我弄了话了，这边就了我，你点开那个话那边就好了。现在没事的，马路光秃的这边没的，现在马的嘞，好了，山的的嘞，好了，嘛，喏，嘛，好了，好了，里，买里，好了，好。 လူဆိုတော့ကောင်းတာလည်းရှိမယ်ဆိုးတာလည်းရှိမယ်ကောင်းတာလည်းပြန်သွားလို့ကောင်းမကောင်းတာလည်းအကုန်ဖားခဲ့လိုက်ဟုတ်လားပြောလိုက်ရင်တော့ជីជីတွေနော်ငါပေါ်တော့ကတော့သူတပည့်တွေကိုသူကနေမြေတော်မှာကြောက်တဲ့အနေနဲ့စုံမှုမရှိဘူးဆိုပြီးတော့မှပြောဆိုနေပေမဲ့ကျွန်တော်တို့အရင်တော့ကလည်းဒီလိုမျိုးပေါ့နော်စုံလိုက်တဲ့ပြီးတော့မှဓမြလောက်တဲ့လူတွေကိုဒီကောင်ကနေမြေတော်မှာအမေနမရိနဲ့ကင်တူပြီးတော့မှဆဲဆိုတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ဝင်းနီးနဲ့တောင်မညီတဲ့ပေါ့နော်လူသက်အပေးရဲ့ချမ်းဖက်မှုတွေကိုစစ်တိုက်ဆိုလို့ဦးဆောင်လို့ရှားနေတဲ့ငပေါ့ကိုတော့ကျွန်တော်ဘက်ကနေပြီးတော့မှလည်းအမြန်ဆုံး ရှင်ပြစ်တဲ့နေပြီဆိုပြီးတော့မှပြည်သူတွေကလည်းပြီးတော့မှတောင်းဆိုမှုတွေလှုပ်လာကြတော့အလွန်လိုက်တည်ထားတာဖြစ်ပါတယ်ဘလိုပဲပြောပြောမရောနိုင်ပါဝဲသူရဲ့ဒီစကောင်းဆောင်အောက်ခြေကအစလို့ပါနော်ဒီလိုဘောမှမပါတာအိုးစုတွေအကုန်လုံးလဲကျွန်တော်ဘက်ကနေပြီးတော့မှမြေလံသွားမယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာမလို့ဒီကောင်တွေရဲ့နေကုန်းချိုးအဆုံးသားဆိုတော့ကျွန်တော်တို့မကြခင်မှာတော့တေချာပေါ့မရဖို့ရှိတာဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့တော်လံပဲချမ်းမှာတဲတဲကနေပြီးတော့မှစကောင်စီကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှအချိန်မပေးတဲ့တော့ဘူးဆိုပြီးတော့ပြောကြားထားတဲ့အရာလေးတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် မတို့ကဟိုဘာလို့တစ်ချက်ပြန်ကြည့်ရမလဲဆိုလို့ရှိရင်လက်ရှိအစိုးရလို့ခေါ်လို့မရတော့လောက်အောင်မင်းအွန်လိုင်းလို့ကမအလာလို့စစ်အုပ်စုကအနေကြီးတွေကိုဆုံးရှုံးနေတာဖြစ်တယ်အဲ့တော့ကျမတို့တော်လိုင်းရေး အဖွဲ့တွေတော်လိုင်းရေးဘတ်တော်သားတွေအညီနဲ့ပဲဒီနေမြေတွေကိုစုမိုးထားနိုင်တာနေမြေတွေကိုတိမ့်ပိုက်ထားနိုင်တာမြန်မာတိုင်းငံလုံးအတိုင်းတာနေဆိုရင်အလေတကွက်ပဲကျန်တော့တယ်နော်မန္တလေးရဲ့ရန်ကုန်ရဲ့ပဲခူးရဲ့လောက်ပဲကျန်ခဲ့တယ်ကျန်တော့တယ်အနေထားပေါ့နော်ကျန်တဲ့နေရာတွေမှာသူ့နေရာနဲ့သူရှိတယ်ဒါတော့မှဒီမန္တလေးတို့အဲဒီပဲခူးတို့ရန်ကုန်တို့မှာလည်းဒါသူ့အဖွဲ့နဲ့သူတော်လိုင်းရေးအဖွဲ့တွေကရှိနေပြီးသားဖြစ်တယ်အဲ့တော့ဟိုတိုင်းပြည်လုံးအတိုင်းတာနေဆိုရင်တိမ့်ထားနိုင်တာကတော့ဒါကျွန်တော်တို့ဒီတော်လိုင်းရေးအဖွဲ့တွေဘက်ကပူကြီးတာတယ်ပေါ့ရှင်ဒါပေမဲ့ဒီ နိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့အခါမှာတော့မအားလာတို့ကဒီနိုင်ငံအေးရအတားစီးရနေလို့ပြောလို့ရတာပေါ့ဘာဖြစ်လို့လဲဆိုရင်တရုတ်ပါလေသူ့ဘက်မှာတရုတ်ကတောက်ခံပေးရတယ်သူ့ကိုတောက်ခံပေးရတယ်တရုတ်ဆိုတာကအာဆီယံမှာကတော့နှကောင်းဆောင်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကရုရှားရုရှားဆိုရင်လည်းစစ်လက်နက်ထုတ်လုပ်တယ်နော်တကယ်ကမှအင်အားကြီးတဲ့နိုင်ငံဆိုတာကိုညင်းလို့မရဘူးရှင်နော်အဲ့တော့အဲ့ဒီအင်အားတွေရှိရပြင်ဒီရက်ထဲမှာထပ်ထွက်လာတဲ့နော်ဒီအာဆီယံအစည်းအဝေးမှာမင်းအွန်လိုင်းကိုအာမင်းအွန်လိုင်းပါမယ်ပေါ့ရှင်နော်ဒါလူရသွင်းတာပေါ့ ဲ့တော့အာဆီယံကဘယ်ချင်းလုံးကိုလှမ်းနေရဆိုတာတော့ကျွန်မအနေနဲ့မခန့်မှန်းနိုင်ပေမဲ့နော်မင်းအွန်လိုင်းတို့ကတော့သူတို့သဇိုးလက်ဆောင်ဗန်ဒါများနော်ပေးပြီးတော့ဒါတော့ပြောစရာမလိုလို့ရှင်အမြဲတမ်းလုပ်နေကြပဲနော်ပြည်သူမျက်နှာကိုမငဲ့ပဲနဲ့ပေးတင်အောင်ပေးပလိုက်ပြီးတော့ဒါအမြဲတမ်းလုပ်နေကြလောက်ွက်တွေပေါ့ဆိုတဲ့အခါကျတော့သူတို့ကတော့သူတို့လောက်ဆရာရှိတာကိုဆက်သွားနေတာဖြစ်တဲ့အတွက်အာဆီယံခေါင်းဆောင်တွေအနေနဲ့ကကျွန်တော်တို့စဉ်းစားမိတယ်လို့သူတို့စိုးရိမ်နေတာကရုရှားရုရှားကိုစိုးရိမ်နေတာဖြစ်တယ်ရုရှားစစ်တင်းမော်တွေကတ်ဆိုင်လာမှာကိုစိုးရိမ်နေတာဖြစ်တယ်လို့နောက်ကဒီ နျူကလ িয়ার တပေါင်းကိုကိစ္စကိုလည်းအာဆီယံအနေနဲ့ကောင်းခဲနေတာဖြစ်ပါတယ်။အဲ့တော့မအားလောက်ကိုတို့ဘယ်လိုကင်တွယ်ဖြေရှင်းမယ်ဆိုတာမသိမိမဲ့လောလောဆယ်မှာလက်တလုံးမှာတော့လူရသွင်းဖို့ကြိုးစားနေတာတော့ဒါအတိုင်းသာအမြင်ရတာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်မကဒီပုံမှာပြောချင်တာလဲဆိုရင်ကျွန်မတို့ဒါပြည်သူတွေပြည်သူတည်းအလုံးတော်လန်ခဲ့တဲ့တော်လန်ရေးဖြစ်တယ်။ဒီတော်လန်ရေးမှာကျွန်မတို့ဒီ၄နှစ်အတိုင်းမှာတိုင်းပြည်တစ်ပြည်လုံးရဲ့နော် တော့ဝက်ချမ်းလိုက်မယ်ဆိုလို့ရှိရင်တော့မကျမတို့ကတိုက်ပြည်တပီလုံးရဲ့၃ပုံပုံလိုက်၂ပုံလောက်ကိုကကျမတို့တော်လရေးတပ်ဖွဲ့တွေကတိုက်ပိုက်ထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဆက်သွားရမှာကဒီတော်လရေးကိုနော်ကျမတို့ဒီတစ်ပုံပြီးတော့နေမီစုံမနိုင်ဖို့တာအဓိကဖြစ်တယ်ကျမတို့ကဒီတလမ်းမဲ့ရွေးချယ်ကြရှိတယ်အဲ့တော့ရန်သူကိုချိန်မပေးပါနဲ့လို့ပြောချင်တယ်ဒါတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအယူကြီးမှရှိတဲ့လူကြီးမင်းများနော်ပြည်ပြည်မှာရှိနေတဲ့ရဲဘော်ရဲဘက်များကျမတို့ရဲ့အားကိုးရတဲ့ဒီလိုရဲဘော်များပေါ့ရှင်နော်အားလုံးကိုပြောချင်တာကကျမတို့ကဒီနေမီတွေတိမ့်ဖို့ သိမ့်နိုင်ဖို့တာအဓိကဖြစ်တယ်ဒါကိုပဲကျွန်တော်တို့အာရုံစိုက်ပြီးသွားရမှာဖြစ်တယ်ပေါ့နော်တော့ပြည်တွင်းပြည်ပမှာရှိနေတဲ့မြန်မာများအားလုံးကလည်းနော်ဒါအမှန်တရားကိုမြင့်တုံးတဲ့လူများတရားမျှတမှုကိုလိုချင်တဲ့လူများအားလုံးကလည်းဒီဒါကိုဝိုင်းဝန်းပြီးတော့လက်တွေ့ကြကြလှုပ်ဆောင်ပေးစေချင်တယ်ပေါ့ရှင်နော်အဲဒီမှာမတဲသေးကပေါ့နော်ကျွန်တော်ဒီလိုမျိုးအာဆီယံဘက်ကနေပြီးတော့မှမြောက်လိုင်းကိုအကောက်အွယ်ပေးချင်တယ်ဆိုတဲ့သဘောမျိုးတွေ့လာရပြီးတဲ့နောက်ပိုင်းမှာပြီးတော့ပြီးတော့တရိကနေပြီးတော့မှဆက်နိုင်တဲ့အေးတာအဓိကဝိုင်းဝန်းပြီးတော့မှစ조사တင်နေပြီဆိုတဲ့အကြောင်းကိုတွေ့ရတယ်ပြီးတော့မှ အတိပေးပြောဆိုထားတာပေါ့နော်ကျွန်တော်တကယ်လည်းဒီလိုမျိုးဆက်နိုင်တဲ့အတာကျွန်တော်ဘက်ကနေမြို့မှာထိုးတဲ့တော့ဒီလိုမျိုးအင်းကြီးချင်းနိုင်ငံတွေပေါ်မှာစုမုံနိုင်မဲ့နေလန်ဖြစ်ပြီးတော့မှအခုဆိုရင်စကောင်ဆီကနေပြီးတော့မှသူရဲ့နေနိုင်ငံရေးပရိယာတွေတုံးပြီးတော့မှအာဆီယံဒီယိုရုရှားအကူအညီတွေနဲ့ပေါ့နော်ဒီလိုမျိုးထင်ဆိုင်ချက်ဖို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးလည်းတည်ထားကြတဲ့အတိုင်းမြို့လိုက်ရတော့သူကဆေးအနာရှင်ဒီမြက်ဖို့ဆိုရင်ဘယ်လိုမျိုးနီးနေမှာဆိုအတုံးချဖို့ကိုဝင်လေးမဲ့သူမဟုတ်ဘူးဆိုတာကျွန်တော်အားလုံးလည်းတွေ့ထားကြတာမလို့ ကျွန်တော်နဲ့ဒီနေ့အကုန်ပါပဲစစ်ကောင်စီနဲ့သူတို့ဖစ်ဆက်အာဏာရှင်စနစ်ကိုဖျောချခြင်းနဲ့ဆိုတော့ကျွန်တော်ပြည်သူတရားလုံးစူးစူးစစ်စစ်နဲ့ပေါ့နော်တော်တိုင်းတပ်ဖွဲ့ဝင်တွေနဲ့သူဒီတော်တိုင်းမှာအစွမ်းကုန်တိုက်ပွဲဝင်ကြဖို့လိုနေပြီဆိုတဲ့အကြောင်းကျွန်တော်ကြားရတာပဲဖြစ်ပါတယ်။ဆရာကျွန်တော်ဆုံးဗီဒီယိုဒီပုံနေနဲ့တော်လံပြတော်သာသူဖြစ်တဲ့ကိုစီကနေပြီးတော့မှာပဲကျွန်တော်မနေ့ကကြားတဲ့အတိုင်းပဲပေါ့နော်။နေပြီးတော့ပြည်သူ့ကော်မတီတပ်ဖွဲ့ကတပ်ဖွဲ့ဝင်64ဦး MOD လောက်ကနေပြီးတော့မှာနှုတ်ထွက်တယ်ဆိုပြီးတော့မှာ ကြီးညာချက်ထွက်ပေါ်လာပြတဲ့နောက်ပိုင်းမှာအဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီကိုတန်ရင်တက်ဖွဲ့ဝင်အချင်းချင်းကျင်းသွင်းကိုတော်လိုင်းရဲပေါ်အချင်းချင်းဖမ်းတဲ့နေရာမှာအင်အားကုန်ပြီးဖမ်းတယ်ပြီးတဲ့ချိန်မှာအိုးခွက်ပကံကစသိမ်းသွားတယ်ဆိုတော့ဖမ်းတာဒီဒီနှစ်ယောက်တည်းကိုဖမ်းတာတန်နေခဲ့တဲ့အောက်လက်ငယ်တိုင်းရဲပေါ်နေအတွက်ဘာတာဝင်ယူတာဝန်ခံမှုမရှိဘဲနဲ့တပုံကမြစကန်းစင်းလို့လုတ်သွားတဲ့လုတ်ရက်လို့ပဲမြင်တယ်ဒါကလုံးဝမဖြစ်တဲ့ကိစ္စတော်လိုင်းရဲမှာတွေးခွဲတဲ့လုတ်ရက်ကျွန်တော်တို့ဒီဝန်ကြီးတဲ့မန္တလေး PDF ကပြောထားတာရှိတယ် ျွန်တော်တို့ကတိုက်ကြတာကြီးစစ်တပ်ကိုတိုက်ကြတာဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်ကိုယ်တိုင်စစ်သားတွေဖြစ်နေဖို့လိုတယ်စစ်သားစိတ်ဓာတ်ရှိဖို့လိုတယ်စစ်သားစီးကန်းရှိဖို့လိုတယ်မှန်တယ်ဒါပေမဲ့လို့ကျွန်တော်တို့ဟာတိထားကမှကရဲပေါ့ဘာရဲပေါ့တော်လိုင်းကြီးရဲပေါ့ကိုယ်တိစိတ်ဓာတ်နဲ့ကိုယ်မတရားမှုကိုတော်လိုင်းကြီးရဲပေါ့ဖြစ်ဖို့အတွက်ချင်းရောကွန်မန်အမိန်နာခံမှုရှိဖို့လိုလာမှန်ပေမဲ့အခုလို့ဘောင်ကြော်တဲ့အရာတွေရှင်းရှင်းပြောရရင်စစ်တပ်ထဲမှာလက်ရှိစစ်ခွေးစစ်တပ်ထဲမှာပြုတ်ကျင့်တဲ့အပြုတ်ကျင့်မျိုးတွေအဲ့ဒီစောက်ကျင့်မျိုးတွေကိုဒီတော်လိုင်းဘက်ထမ်းမှာပါလာလို့မရဘူး အဲ့ဒါလို့စောက်ချင်းတွေကိုလုံနေတဲ့လူတော်တော်များများကျွန်တော်တို့တွေ့ရတာများပြီကိုယ့်ဘက်ကလူတွေမလို့မပြောဘဲနဲ့နေခဲ့တာဒါပေမဲ့အခုလိုမျိုးတစားတစားနဲ့ဖြစ်လာတဲ့အရာကြီးကဒါတော်လိုင်းရုပ်ကိုအင်မတန်ရုပ်ဆိုးအကြီးနဲ့စေကြံလုံနေတဲ့တိုက်နေတဲ့ရဲဘော်တွေအတွက်လည်းအင်အားတွေညော့စေတယ်အဲ့တော့တကယ်ဒီနှစ်ယောက်မှအပြစ်ရှိလို့ရှိရင်ဂုဏ်ကပြောသလိုအမိတ်စာထုတ်ကမယ်နော်ရှင်းရှင်းပြောလို့ရှိရင်အကူကဖမ်းပေးကြတာနဲ့နော်အဲ့မှာဒုတိုင်ရုပ်ကိုလည်းပြန်ဖမ်းပေးလို့ရတယ်ဖမ်းဒီနှစ်ယောက်ပြစ်ရှိရင်ဒီနှစ်ယောက်ကိုဖမ်းလိမ့်မဆိုင်တဲ့တိုင်ရင်က ရဲဘော်တွေပြောအိုးခွပကန်းစတိမ်းဝမ်းနဲ့ခင်းရမိရောက်တဲ့အကုန်တိမ်းဝမ်းနဲ့ဆိုရင်လောက်ရက်ကဒါကဟိုတပွက်နဲ့အဖွက်မတူတဲ့အဖွက်ချင်းချင်းဝင်တိုက်လို့ဒါတော့မဟုတ်သေးဘူးနော်တိမ်းဝမ်းတဲ့ပုံစံမျိုးဖြစ်နေတယ်နော်နောက်တစ်ခုကရှိသေးတယ်အဲ့ခေါင်းဆောင်ဘိုင်းနေဆိုတဲ့လူထဲမှာတောင်ဝင်တွေအများကြီးယူထားတယ်အဲ့ဒီတောင်ဝင်တွေအာနှုံးပေါ်လည်းမကြည့်ဘူးဘူးပြီးလို့ရှိရင်အောက်လက်ငယ်ထားတွေအတန်အောင်နဲ့နားမတော်ဘူးအပွားတွေထင်ရတယ်အမိတ်လျှောက်ပေးတယ်စောက်ကလွဲတွေလျှောက်ပေးတယ်အဲ့ဒီဟာတွေဟိတ်တော်လိုင်းပဲချက်မှအများကြီးရှိတယ်ကျွန်တော်တို့တွေကမတိတာမဟုတ်ဘူးဘာဖြစ်လို့တည်င်းနဲ့ပတ်သက်လို့ကျွန်တော်တို့ကလည်းစီးထားတယ် ထောက်ဖို့လုပ်တယ်ပြည်သူနဲ့သတင်းမီဒီယာကိစ္စမှာ drive နဲ့က drive ပေးတယ်ဒါပေမဲ့အောက်ခြေမှာဖြစ်နေတဲ့အရာတွေတော်လှန်ရေးနဲ့ဖြစ်နေတဲ့အရာတွေကိုဒီမီဒီယာတွေကတင်တဲ့အရာတော့ကျွန်တော်တို့ကကိုးကားပြီးပြောပေးတယ်ကိုကိုယ်တိုင်တိနေဟာဘယ်လောက်ပဲတိစေနော်တိုက်ပွဲသတင်းနဲ့ပတ်သက်လို့ကိုယ်နဲ့ခင်နဲ့တိုက်ရင်မှုကိုယ်တိုင်ဖုံးစံပြီးတော့ကိုယ်စီးတမဖြစ်တော့မတည်ဘူးကျွန်တော်တို့ဘာဖြစ်လို့လဲစီကန်ထားတယ်ဒါပေမဲ့အဲ့ဒါလိုစီကန်ထားတဲ့အရာခါကြရင်မြို့တရရတယ်အများကြီးရှိတယ်အောက်ကတိတဲ့အရာတွေကိုလေပြောပြချင်တဲ့ပြည်သူဟောငါပြောလိုက်လို့ရှိရင်ကိုယ့်လိုမျိုးဟိုဘက်ဒီဘက်မျှတွေးတတ်တဲ့အကြောင်းမဟုတ်ဘူးမတွေးတတ်တဲ့လူတွေပဲများသွားမယ်ဆိုရင်ပြဿနာတည်တည်ရံကြီးွားနိုင်တယ် အဲ့တော့အဲကွက်ကိုပဲတမလှန်ပြီးကြံပေးလိုက်တယ်ဖြစ်တင်ဖြစ်ထိုက်တာဖြစ်အောင်လုပ်ပေးလိုက်တယ်တခါကျရင်ကိုနဲ့တဲညှိတဲ့လူတော့ရှိဘူးလေကိုစီရတော့ဗောနော်ကျွန်တော်ဒီနေပြည်တော်ကဖြစ်သွားတဲ့ဖြစ်ဖြစ်တွေနဲ့ပတ်သက်ပြီးတော့မှဒီချာလေးရှင်းပြသွားတာဖြစ်တယ်ကျွန်တော်အားလုံးကြားသိထားတဲ့အတိုင်းနေပြည်တော်စီအိုစီအဖွဲ့ကနေပြီးတော့မှနေပြည်တော်ပြည်သူ့ကော်မတီအဖွဲ့ကတရေမှုနဲ့တရေဘူးကြီးကိုအကြောင်းမရှိဗောနော်ဖမ်းဆီးသွားတာပြီးတော့မှအခုချိန်ဒီလူမြုပ်ဒါရင်ကျွန်တော်မှကြားသေးတာပဲဖြစ်ပါတယ်ဒီလိုမျိုးအကြောင်းမရှိဖန်ဆီးဆိုတော့မကျေနပ်တဲ့ကျွန်တော်နေပြီးတော့တပ်ဖွဲ့ဝင် ဖွဲ့ဝင်64ဦးကနေပြီးတော့မှကျွန်တော်တို့ပေါ့နော် NUG ရဲ့ဒီလိုမျိုးမျိုးဖြစ်မှာတာလို့ဆောင်မှုတွေကြောင့်ခုဆိုရင် MOD လက်ကောင်နေပြီးတော့ note ထွက်တယ်ဆိုပြီးတော့မှကြီးညာထားတာမလို့ကျွန်တော်ဒီလိုမျိုးကိစ္စတွေอ่ะဆိုတော့ကျွန်တော်ဒီနှစ်အစာပိုင်းမှာပေါ့နော်ခက်စစ်စစ်ကြားလိုက်ရတာဖြစ်ပါတယ်ကျွန်တော်အလုံးလက်ရှိမှာကြားခဲ့ဖို့ပြီးသားဒီပါတာလုံးကိစ္စတွေရဲ့အခုဆိုရင်ဒီလိုမျိုးကိုတပ်ဖွဲ့ဝင်ချင်းချင်းပြန်ပြီးတော့မှဖမ်းဆီးတယ်ဆိုတဲ့သဘောမျိုးတွေကတော်တော်လေးဟုတ်ပေါ့နော်များပြလာတာဖြစ်လို့ NUG ဘက်ကနေပြီးတော့မှ PPCC နဲ့တရားလိုခိုင်တွေ့နေတာပဲဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရဲ့ရှေ့မြင့်နေတဲ့အချိန်မှာပဲ အခုလို့ကျွန်တော်ပြည်သူတွေကြားထဲမှာစီဝံကွဲစင်မဲ့ပေါ့နော်ပြုမှုလေးတွေအားဆိုရင်စစ်ကောင်စီအတွက်အားစိတ်ဖြစ်တယ်လို့ကျွန်တော်မျိုးဘက်ပြည်သူတွေအတွက်တော်တော်လေးကိုစိတ်ခွန်အားရော့စေတဲ့အပြုမှုတတိမျိုးဘက်ဖြစ်ပါတယ်ကျွန်တော်ဘက်ကလည်းအစွမ်းဆုံးပေါ့နော်စူးစမ်းနေကြတဲ့အချိန်မှာအားလုံးဝိုင်းဝန်းစူးစမ်းရင်းနဲ့ဒီလိုမျိုးကိုယ့်ရဲ့မာမာနာအာဂတာလေးတွေဖယ်ရှားရင်းနဲ့တစ်ဖက်တစ်ခုနဲ့တစ်ခုကြားထဲမှာပြန်ပြီးတော့တဲမအောင်စူးစမ်းရင်းနဲ့ဒီတော်လေးရဲ့ဆုံဆုံဒီချီတဲ့ကြားရအောင်လို့ပြောရနေတယ်ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ် စာဆုံးရရှိပေးကြတဲ့မြို့ဝပြည်သူများအောင်အထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းချမ်းတဲ့ပြည့်စုံပြတော့မှတာယာရဲ့ channel နေ့တိလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုံကောင်းတောင်းပေးလိုက်ပါတယ်။